ျမမနေရဆိုရင်ထန်းနိုင်ငံမှာရောက်ရှိနေမြန်မာနိုင်ငံသားတွေပေါ့နော်ပြည်ခြေသွားလို့တဲ့အခါမှာရုံးကဒစိတုံးတစ်ခုကိုရိုက်နှက်ပေးလိုက်ပါတယ်အဲ့ဒါကတော့ထန်းနိုင်ငံအသွင်းသားဆိုတဲ့အဓိပ္ပာယ်ရတဲ့စာတမ်းလေးဖြစ်ပါတယ်ဆိုလိုရင်းကတော့ဒီ passport စာအုပ်ဟာဆိုရင်ထန်းနိုင်ငံထဲမှာပဲအသုံးပြုခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးပါရှင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့တော့သွာလာလို့ရမယ်အခြားနိုင်ငံတွေကိုထွက်ထွက်ဖို့အတွက်ကတော့ခက်ခဲဖြစ်သွားတာပေါ့ရှင်။ဒါလေးကိုကျမတင်ဆက်တဲ့အခါမှာဆိုရင်ထိုင်းနိုင်ငံမှာနေထိုင်ပြီးတော့ YouTube channel ကြီးထောင်ကကျမတို့နေ့စဉ်နေ့တိုင်းဆဲဆိုပြီးတော့ နေနေတဲ့သူတော်လှန်ရေးဆိုပြီးလုပ်နေတဲ့သူပေါ့နော်။ तू ကတော့အဲ့လိုမျိုးတော်လှန်ရေးလုပ်တယ်ပြောတာပဲ။တော်လှန်ရေးနဲ့ဆဲရနဲ့ဘာသက်ဆိုင်လို့တော့ကျွန်မလည်းမပြောတတ်ဘူး။အဲ့ဒီလူပေါ့နော်။သူ့ကိုငစီးလို့ခေါ်ကြတယ်။သူ့ဟာသူတော့ကိုစီလို့ပြောတာပဲရှင့်။သူ့ရဲ့နာမည်အရှင်ကအေးမင်းကိုဖြစ်ပါတယ်။ तू ကဆိုရင်ထိုင်းနိုင်ငံရောက်ရှိတယ်ပေါ့နော်။ထိုင်းနိုင်ငံနေပြီးတော့ဒါကျွန်မသတင်းလေးကို तू က reaction ပြန်လုပ်ထားတယ်။လုပ်တဲ့အခါမှာဆိုရင်ကျွန်မမနေ့ကသတင်းထဲမှာပြောထားတာလေ။အခုလိုမျိုးကန့်သတ်လိုက်တာကတတိယနိုင်ငံထွက်ခွာမဲ့သူတွေအတွက် ခက်ခဲဖြစ်သွားစေရဲ့ဆိုပြီးတော့ကျွန်မပြောထားတာပေါ့နော်။ဒါတော့ तू ကကျွန်မရဲ့သတင်းကိုထောက်ရှုပြီးတော့ပြန်လည်ပြီးတုံ့ပြန်ထားတာပေါ့နော်။ ဟိုတက်ကြနိုင်ငံထွက်ဖို့အတွက် UN ကတ်ရဖို့အတွက်ဆိုတာ passport မလိုဘူးဆိုပြီးတော့ပြောထားပါရဲ့ရှင့်။ကျမအနေနဲ့အဲ့ဒီအချက်လေးကိုမနေ့ကမသိတာမဟုတ်ပါဘူး။ဒါပေမဲ့ပြောဆိုတင်ဆက်တဲ့အခါမှာကြံရစ်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် तू ကဖြည့်ဆွတ်ပြီးတော့ပြောလိုက်တဲ့သဘောတရားလေးဖြစ်သွားတာပေါ့နော်။ဒါသူပြောဆိုချက်ရှိလာပြီးဖြစ်တဲ့အတွက်ကျမအနေနဲ့ဒါလေးနဲ့ချိတ်ဆက်ပြီးတော့လက်ရှိမှာဖြစ်နေတဲ့အခြေအနေလေးကိုပြောပြချင်ပါတယ်။ထိုင်းနိုင်ငံရောက်ရှိနေတဲ့သူတွေကတက်တက်နိုင်ငံထွက်ခွာဖို့အတွက်ကဒုက္ခတွေအနေနဲ့ရှောက်ကြတာများပါတယ်။အဲ့လိုရှောက်မယ်ဆိုရင်ကုလသမဂ္ဂ ုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာအရင်ဆုံးစင်ရင်တင်ရပါတယ်။စင်ရင်တင်ပြီးရခါမှာဒီရုံးကနေပြီးတော့စစ်ဆေးရဲ့ကိစ္စရဲ့လှုပ်ဆောင်ပါတယ်။လူတွေမင်းနေတဲ့ကိစ္စရဲ့လည်းလှုပ်ပါတယ်။အဲ့ဒါပြီးရခါမှာဆိုရင်တော့ပြန်လည်နေရချထားရေးအစီအစဉ်နဲ့ဒုက္ခသည်အဖြစ်နဲ့တတိယနိုင်ငံတွေကိုခုံလုံးခွင့်ရရှိပါတယ်။ဒီလိုပုံစံနဲ့ထွက်သွားတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်။ဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့ဒီလိုမျိုးဒုက္ခသည်အနေနဲ့ထွက်တယ်ဆိုရင်လုပ်ငန်းစဉ်မှာအင်မတန်ခက်ခဲကြံ့ကြံ့မှုတွေဖြစ်လာတယ်။ UN မှာဘာတွေဖြစ်နေလဲဆိုတာကို လိုက်ပြီးတော့လေ့လာကြည့်ရင်သိပါရဲ့ရှင်အမေရိကန်နိုင်ငံအဲ့ဒီနိုင်ငံတွေကဆိုရင်ဒုက္ခသည်တွေကဒီလိုမျိုးခေါင်းစဉ်တွေနဲ့သူတို့နိုင်ငံတွေရောက်လာပြီးတော့သူတို့နိုင်ငံဘန်နာတွေနဲ့ဒီလူတွေရဲ့စာဝတ်နေရေးအစားဖြည့်ရှင်းပေးရတဲ့ပုံစံလေးကိုပေါ့ရှင်အဓိကစေကူတာခွင့်လို့ပါလို့ဆက်သက်ဖြစ်ပေါ့ဒီလိုမျိုးကုန်ကျစရိတ်တွေရှိလာတဲ့အခါမှာသူတို့နိုင်ငံမှာကိုဒင်ပေါ့နော်ဒီအပိုင်းတွေမှာဆန္ဒပြပွဲဇက်တိုက်ဖြစ်လာခဲ့တယ်သူများနိုင်ငံရောက်ရှိလာတဲ့ဒုက္ခသည်တွေလက်မခံတော့ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခြေအနေတစ်ခုမှာထိုင်းနိုင်ငံအနေနဲ့တတိယနိုင်ငံထွက်ခွာဖို့အတွက်ကခက်ခဲတဲ့အနေအထားတစ်ခုဖြစ်လာပါတယ် ပြောရမယ်ဆိုတော့ဒီဖြစ်စဉ်နဲ့အားလုံးပြောင်းလဲသွားတာကအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာပြီးခဲ့ပြောင်းလဲသွားတာပါ။ဒါကြောင့်ပတ်စဖို့မလိုဘဲနဲ့ယူအန်ကတ်နဲ့ဒုက္ခသည်အနေနဲ့သွားမယ်ဆိုရင်နှစ်ပေါင်းများစွာကြာသွားနိုင်တယ်။ဒါကိုသိတဲ့အတွက်နိုင်ငံတော်ကလည်းတချို့ကိစ္စတွေမှာစီမံလိုက်တာ။ကျွန်မအဲ့အချက်လေးကိုမနေ့ကသတင်းလေးထဲမှာထည့်သွင်းပြီးတော့ပြောပြလိုက်တာပါ။ဒုက္ခတွေနဲ့သွားမယ်ဆိုရင်အဲ့ဒီမှာ9နှစ်10နှစ်စောင့်နိုင်လို့ရှင်တော့ရှောက်ပြီးတော့သွားဖို့ရှင်အဲ့လိုမှမဟုတ်ဘူး passport နဲ့ထွက်မယ်ဆိုရင်တော့ passport မှာလည်းအခုဆိုရင် ကန့်သက်ချက်လုပ်လိုက်ပြီးဖြစ်တဲ့အတွက်တတိယနိုင်ငံသွားဖို့အတွက်ခက်ခဲသွားပြီးဒါတွေအားလုံးဟာကျွဲကူးရေပါဆိုသူတို့ပြောင်းလဲသွားတဲ့အရာတွေပါဒါတွေကိုကျွန်မအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်ဂျားတွေကနေပြီးတော့ဂျားညက်သွားတဲ့မြန်မာနိုင်ငံသားတွေအတွက်ကတော့စိတ်မကောင်းပါဘူးရှင်အဲ့လိုဖြစ်စဉ်လေးကိုကျမမနေ့ကပြောခဲ့တာပေါ့နော်။အဲ့တော့ငစီဆိုတဲ့လူကထုံးစံနိုင်ပါရှင်။ကျမရုပ်သံ reaction ယူလုပ်တယ်၊ဆဲဆိုမှန်ရိုက်နေ။ကျမဘာမှမသိပဲပြောဆိုရဲဆိုတဲ့ပုံစံပြောဆိုပါရယ်။ဒါကလည်းသူတို့လုံနေကြအလုပ်ဖြစ်တဲ့အတွက်ကျမအနေနဲ့ဘာမှတော့တိတ်ပြီးတော့တုတ်ပြန်စရာအကြောင်းမရှိပါဘူး။သူပြောတဲ့စကားထဲမှာ မိဘပြည်သူများအတွက်ထပ်ပြီးတည်တည်နဲ့အချက်လေးပါလာတဲ့အတွက်ကျွန်မထုတ်ယူပြီးတော့ရှင်းပြပေးတာဖြစ်ပါရဲ့ရှင့်ပြီးတော့ငစီဆိုတဲ့သူလည်းကျွန်မပြောချင်တာပေါ့နော်သူတို့ဟာဆိုရင်တော်လှန်ရေးအကြောင်းပြပြီးတော့ထိုင်းနိုင်ငံမှာလှုပ်ရှားနေတဲ့သူတွေပါထိုင်းလုပ်သားတွေဇီယန်တွေဘန်းငွေတွေပုံမှန်ကောက်ပြီးတော့ထောက်ပို့လုပ်နေတဲ့သူတွေဖြစ်ပါတယ်သူတို့ရဲ့နောက်ဆုံးရှိမှန်းချက်ကတတိယနိုင်ငံတစ်ခုခုထောက်ခွာသွားဖို့အတွက်ပါပဲအဓိကမြန်မာနိုင်ငံရဲ့လက်တံတွေကနေပြီးတော့ကင်းလွတ်တဲ့နေရာရောက်ရှိသွားဖို့အတွက်ကိုသူတို့ရည်ရွယ်ပါတယ်လူပြန်ရှင်တော်များလည်းထိုင်းနိုင်ငံကနေတစင်မြတ်တတိယနိုင်ငံကိုရောက်သွားခဲ့ကြတာ အဲ့တော့ငစီဆိုတဲ့တရားပေါ့နော်တတိယနိုင်ငံသွားဖို့အတွက်ပတ်စပို့ကအရေးမကြီးဘူးဆိုတော့ကျမတို့မသိစရာအကြောင်းမရှိဘူးလေဒါပေမဲ့အဲ့ဒီလမ်းကြောင်းပိတ်သွားခဲ့ပြီလေအဲ့တော့ပတ်စပို့နဲ့ထွက်ရမယ့်လမ်းကြောင်းပါပဲကြံတော့တယ်ဆိုတော့ကျမပြောချင်တာငစီနေနဲ့အလောက်ထီအောင်မှကျမအစဲဆုပ်မိုင်ယာမီတုံ့ပြန်နေအောင်ကျမရဲ့တရင်ကဘု து ့မှထိခိုက်ခဲ့တာမဟုတ်ပါဘူးရှင်ကျမတရင်နဲ့မှမပြေဆုံးတာပါလို့ရှင်ဆက်လက်ပြီးလေ့လာလို့ရတယ်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့သူတွေအနေနဲ့ကဘယ်နာပါရှိတယ်ဆိုတော့သူတို့အသိဆုံးပါဘာလို့တင့်နေဆိုတာလဲသူတို့အသိဆုံးပါပဲ ဒါကြောင့်ပြောတာရှင်ကျမတို့ကဘလို့တရဝရီနဲ့ရှင်ဆိုင်ပြီးတော့ဒီလုပ်တွေလုပ်နေရလဲဆိုတော့မိဘပြူများကိုလည်းကျမတို့သိစေချင်ပါတယ်။ဒါတင်ဒီငစီဆိုတဲ့တရဝါပေါ့နော်။သူ့ရဲ့ပတ်စုတ်တက်တန်း2022မှာသူတိုးထားတယ်။2029မှာသူ့ရဲ့တက်တန်းကုန်မှာ2029ရောက်လို့ရှင်သူ့ကိုဘသူကပတ်စုတ်တက်တန်းတိုးပြီးရေးမလဲဆိုတော့လည်းကျမတို့စောင့်ကြည့်နေပါတယ်။ဒါတင်မင်းကကျမတဲ့ထဲမှာပြောသွားတာပေါ့နော်။ကြောင်ပိတ်ပြီးတော့ဖမ်းတော့မှာပါ။အဲ့ဒီမှာဖမ်းစီခံရမယ်တဲ့မှာထိတ်ဆုံးကပါလာမှာကငစီလို့တရဝါတွေပါ။ ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာရှိနေမြန်မာနိုင်ငံသားတွေဇာတ်နဲ့ငစီတို့ကခုတ်သွေးစုံနေကြတာတော်လှန်ရေးအကြောင်းပြပြီးတော့သူတို့ကသူတို့မတရားမှုတော်လှန်သူတို့လို့စစ်အာဏာရှင်ဖျောက်ချသူတို့လို့တကယ်တမ်းသူတို့လုပ်နေတာကစက်ကြီးကောက်ပြီးတော့အဲ့ဒီပတ်စံတွေကိုယာကိုင်းလုံးစားနေကြတာ။ဒီလိုမတရားမှုတွေကိုနိုင်ငံတော်ကဖြေရှင်းပေးတော့မှာပါ။သူတို့ရဲ့ဒုက္ခတရားတွေသူတို့ပေးတဲ့ဒုက္ခတွေကိုခံစားနေရတဲ့မိဘပြည်သူတွေဆိုရင်သူတို့အကြောင်းကောင်းကောင်းသိပါတယ်။ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မိဘပြည်သူတွေကသူတို့ဒဏ်တွေကိုခံနေရတာပါ။ကျမတို့စီကိုသတင်းပေးရရောက်ပါတယ်။ အချို့သတင်းတွေဆိုရင်ကျမတို့ကိုတင်ဆက်ဖို့အတွက်လာပြောတာမဟုတ်ပါဘူး။ကျမတို့တင်ဆက်လိုက်လို့ရှိရင်တို့ဒုက္ခရောက်မယ်တဲ့။ဒါကြောင့်မတင်ဆက်ပါနဲ့တမိရဲ့ရင်မဲဖွင့်ကျင်တာပါဆိုပြီးလာပြောတဲ့ကိစ္စလည်းအများကြီးပါပဲ။ကျမတို့ကဒီလိုကိစ္စနဲ့နားထောင်နေရတဲ့အတွက်ဒီလူတွေပေါ်မှာကျမတို့မုန်းတာရှင့်။ဒီလူတွေဟာမြန်မာနိုင်ငံသားတွေကိုအနိုင်ကျင့်နေရဲဆိုတာကိုကျမတို့ကောင်းကောင်းသိတာ။ဘောင်ငါစီစိုးရတော့ကလည်းသူလုပ်ခဲ့တဲ့ကိစ္စတွေအတွက်ကိုတနေ့ကြလို့ရှင်သူတောင်းဝန်ခံရမှာပါ။ တောင်မခန့်ဒေမချင်းရတော့ကျမတို့လေလိုင်းပေါ်ကနေပြီးတော့နေစင်နေတာအကုသူယူပြီးတော့ဆဲနေရပါရှင်။ကျမအနေနဲ့ပညာမဲ့တဲ့သူတောက်တော့ကြောင့်ချိန်အများကြီးကုန်ပြီးတော့အကုသူမဖြစ်စေချင်ပါဘူး။မိဘပြည်သူများကိုမဖြစ်စေချင်တာပါ။ဒါကြောင့်ဒီကြောင်ရာလေးဒီလောက်လေးပဲကျမအထူးချုံပြီးတော့တင်ဆက်လိုက်ရပါတယ်ရှင်။မိဘပြည်သူများရှင်ကျမဒုတိယသတင်းလေးအနေနဲ့ရွေးချယ်ထားတာကတော့ George Soros ရဲ့အကြောင်းကိုရွေးချယ်ထားပါတယ်ရှင်။ကျောက်ဆိုရဆိုရနာမည်ကတော့အစမတို့နိုင်ငံရေးနဲ့ပတ်သက်တဲ့ပေါ့နော်ကိစ္စရေးလိလာတဲ့သူတိုင်းအတွက်ရင်းနှီးနေတဲ့နာမည်ဖြစ်မယ်လို့တော့ထင်ပါတယ် ီပုတ်ကိုကိုအမေရိကန်နိုင်ငံတရားရေးဌာနနေပြီးတော့တရားစွဲဆိုဖို့အတွက်စုံစမ်းစစ်ဆေးရေးကိစ္စရေလုပ်တော့မယ်ဆိုပြီးကြေညာလိုက်ပါတယ်။အထူးကတော့ Job Soro ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ကိုစုံစမ်းစစ်ဆေးမှာဖြစ်ပါရဲ့ရှင်။အထူးကတော့ဒီအဖွဲ့အစည်းကနေငွေကြေးထောက်ပံ့ထားတဲ့အုပ်စုတွေကိုစုံစမ်းစစ်ဆေးရမှာဖြစ်ပြီးတော့ဒီလိုစုံစမ်းစစ်ဆေးဖို့အတွက်ကိုလည်းအကြမ်းဖျင်းအစီအမံတွေရေးဆွဲပြီးတော့လောက်ကမ်းရမယ်ဆိုပြီးတော့အမေရိကန်အစိုးရရှေ့နေရုံကိုနိုင်ငံတော်သမ္မတအမိန့်နဲ့ညွှန်ကြားခဲ့ရဆိုပြီးသိရပါတယ်။ တမန်တော်ဒေါ်နယ်ထရန့်ဟာဆိုရင်ဂျော့ဆိုရောနဲ့ပတ်သက်တဲ့ကိစ္စရဲ့စုံစမ်းဖို့အတွက်ကိုအမိတ်စာနဲ့ကိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါပြင်ညွှန်ကြားချက်ထဲမှာဆိုရင်ဂျော့ဆိုရောကိုဆွဲဆိုရမယ့်အမှုတွေကိုအတက်နိုင်ဆုံးဆွဲချက်တင်ပေးကြပါပါတော့။ဆွဲချက်များနဲ့များများများတင်မှာအရေးယူနိုင်အောင်ကြိုးစားပါမယ်ဆိုလို့လည်းညွှန်ကြားထားတာကိုမြင်တွေ့ရပါတယ်ရှင့်။ဒီတော့ဂျော့ဆိုရောရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ဟာဘာလဲ။ဘာကြောင့်အခုလိုမျိုးစုံစမ်းစစ်ဆေးခံရမယ့်အခြေအနေရောက်ရှိလာရလဲဆိုတာလေးကိုလည်းကျွန်မအနေနဲ့လေ့လာထားသမျှလေးပြန်လည်တင်ပြပေးချင်ပါရှင့်။ ဒီဖွဲ့စည်းရဆိုရင်နိုင်ငံအနှံ့မှာပေါ့နော်ဒီမိုကရေစီရေလှုပ်ရှားမှုလူ့ခွင့်ရေလှုပ်ရှားမှုတရားမျှတမှုစတဲ့ခေါင်းစဉ်တွေအောက်ကနေပြီးတော့နိုင်ငံတွေရဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေလူမှုပြတ်ပတ်အဖွဲ့အစည်းတွေပေါ့နော်ဒါပြင်အချို့တော့သူတို့ကြိုးကန့်ချဲလေလို့ရတဲ့အဖွဲ့အစည်းတွေအစိုးရတွေဒီလိုမျိုးအဖွဲ့အစည်းတွေစီကိုငွေကြေးထောက်ပံ့ပြီးတော့နိုင်ငံရေးကိုသူတို့လူသူတို့ပုံသွင်းပြီးတော့ကစားတတ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ကျော့ဆိုတော့ရဲ့လုံဆောင်ချက်တွေကိုကျမတို့နိုင်ငံတွေမကအချို့နိုင်ငံတွေလည်းခံစားနေရရှိပါတယ်။ ဒါကြောင့်ဒီအဖွဲ့အစည်းရဲ့လုံဆောင်ချက်တွေကိုအချို့နိုင်ငံတွေကကြတော့လုံးဝလက်ခံခြင်းမရှိဘဲတားမြစ်ထားရရှိပါရှင်။ကျော့ဆိုတော့ထောင်ထားတဲ့ Open Society Foundation ဟာဆိုရင်လုံဆောင်ချက်တွေပေါ့နော်ဒီလုံဆောင်ချက်လေးတွေကျွန်မအနေနဲ့တင်ပြချင်ပါတယ်။အဓိကကတော့နိုင်ငံတစ်ခုမှာဒီမိုကရေစီထောက်ခံတဲ့အဖွဲ့တွေကိုငွေကြေးပေးတဲ့ကိစ္စတွေလုပ်ပါတယ်။ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့တွေလူခွင့်ရေးအဖွဲ့အစည်းတွေလွတ်လပ်တဲ့မီဒီယာတွေဆိုပြီးနာမည်ခံထားတဲ့မီဒီယာတွေလူမှုအခြေပြုအဖွဲ့အစည်းတွေပရိုက်တာအသင်းအချို့ဒါတွေကိုပတ်စံနေ ဒေါ်လာတွေစီးစင်းစေပါတယ်။ဒီလိုလုံဆောင်ချက်တင်မကနောက်ထပ်လုံဆောင်ချက်ကဥပဒေကြီးရာကိစ္စတွေမှာပါဝင်ရောက်ပြီးတော့စွပ်ဖက်တတ်ပါတယ်ရှင်။ဥပဒေကြီးရာပညာရှင်တွေငွေကြေးထောက်ပံ့တာရှိရဲ့။ဥပဒေမူပေါင်းတွေရေးဆွဲတဲ့အခါမှာသူတို့ဝင်ပြီးတော့စွပ်ဖက်လို့ရအောင်လို့သူတို့ငွေကြေးထောက်ပံ့တာဖြစ်ပါတယ်။ဒါ့အပြင်တရားရေးစီရင်စနစ်ကိုပါပြွင့်ပြောင်းလဲလာအောင်လို့ဥပဒေပညာရှင်တွေကိုပတ်စံထောက်ပံ့ပြီးတော့ကျိုးကန့်ချေလဲတဲ့ကိစ္စတွေကိုလုပ်ကင်လာခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးမှာဆိုရင်လည်းနိုင်ငံရေးအသိပညာနဲ့သက်ဆိုင်တဲ့တင်နန်းတွေ မီဒီယာမှာဆိုလဲမီဒီယာပညာရရှိအောင်လုပ်ပေးမယ်ဆိုရင်တနန်းတွေကိုနိုင်ငံအနှံ့မှာဖွင့်ပါတယ်။အဲ့ဒီကနေမှသူတို့လိုချင်တဲ့ပုံစံကိုပေါ်ဆောင်မဲ့လူတွေကိုမွေးမြူတာဖြစ်ပါတယ်။အဲ့ဒီလူတွေဟာသူတို့နိုင်ငံအသီးသီးမှာသူတို့နိုင်ငံကိုပြန်ပြီးတော့သဘုံတကံလုပ်မဲ့နိုင်ငံတော်အသက်စာဖောက်တဲ့ဆဲတွေဖြစ်လာခဲ့ပါတယ်။ကြော့ဆိုရဲလှုပ်ဆောင်ချက်ကကမ္ဘာတဝန်းလုံးမှာအမြင့်တွေပြီးတော့နိုင်ငံရေးပြည့်စုံမှုဆုံးရှုံးမှုတွေဖြစ်စေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီတော့ဒီလိုအဖွဲ့အစည်းမျိုးအမေရိကန်နိုင်ငံကစစ်ဆေးမယ်ဆိုတော့အမတန်ကောင်းမွန်တဲ့သတင်းပါပဲအမတန်ကောင်းမွန်တဲ့လှုပ်ဆောင်ချက်ပါပဲဒီလှုပ်ဆောင်ချက်ကနေကျွန်မမြန်မာနိုင်ငံအနေနဲ့ဘယ်လိုမျိုးပေါ့နော်စီမံဆောင်ရွက်တဲ့လဲဘယ်လိုမျိုးအကျိုးအမြတ်ရှိတဲ့လဲဆိုတာလေးကိုကျွန်မအနေနဲ့တက်သိနားလဲတောင်လေးရှင်းပြချင်ပါရှင့်အခုဆိုရင်ကြော့ဆိုရုံနဲ့ပတ်သက်ပြီးတော့စစ်စင်းငွေလောက်တော့မယ်ဆိုတော့ကျမတို့မြန်မာနိုင်ငံမှာလည်းသူတို့မှုရသွားတဲ့ကိစ္စအများကြီးပါပဲအတိကနိုင်ငံရေးသမားအချို့စီကိုစီစဉ်ထားတဲ့ကြော့ဆိုရုံရဲ့ဒေါ်လာတွေ ဒီမိုကရေစီလှူရှားမယ်ဆိုတဲ့အဖွဲ့အစည်းတွေစီကိုစီးဆင်းလာတဲ့ပတ်စံငွေကြေးတွေဒါတွေကိုဘယ်သူပေးထားတယ်ဘယ်လောက်ပေးထားတယ်ဆိုတော့ကျမတို့သိနိုင်စွမ်းမရှိပါဘူး။ဒါအောင်သိနိုင်စွမ်းရှိတာကဂျော့ဆိုတော့တို့အဖွဲ့အစည်းကိုယ်တိုင်ပဲဖြစ်ပါတယ်။ငါတို့တို့စစ်ဆေးတော့မယ်ဆိုတော့ကျမမြန်မာနိုင်ငံအနေနဲ့ဂျော့ဆိုတော့ရဲ့ Open Society Foundation ကိုစစ်ဆေးတဲ့အခါမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ data တွေကိုအေဒီကနိုင်ငံစီကိုတရားဝင်အစိုးရချင်းတောင်းဆိုပြီးတော့ဒီစင်းတွေရယူတဲ့နယ်လို့ကျမအနေနဲ့အကြံပြုချင်ပါတယ်။လုံနိုင်မယ်ဆိုရင်ပေါ့နော်။ ။ဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံအတွက်လည်းဒါကအကျိုးရှိမယ်လို့ထင်ပါတယ်။နိုင်ငံရေးမှာအများနဲ့ရန်သူအများနဲ့မိတ်ဆွေဆိုတာမရှိဘူးလို့စကားအတိုင်းပေါ့နော်။ကျောဆိုတော့ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရန်သူဖြစ်တက်မှတ်လိုက်ပြီးဖြစ်တဲ့အတွက်အဲ့ဒီရန်သူကိုဖြိုချနိုင်ဖို့အတွက်သူ့အနေနဲ့ဘသူ့မဆိုမိတ်ဆွေလုပ်ဖို့အတွက်အခုချိန်မှာဆင်းနေဖြစ်နေမှာပဲ။ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ကလည်းငေါ့နိုင်ငံလည်းဒီလိုဖြက်စည်းခဲ့တယ်။ငါတို့မှလည်းရှိရတဲ့တည်ငါတို့ပေးမယ်။မင်းတို့လည်းကျောဆိုတော့ကငေါ့နိုင်ငံမှာရှိရဲဘယ်ဖွဲ့စည်းတွေဘယ်လူပုဂ္ဂိုလ်တွေဘယ်နိုင်ငံရေးသမားတွေဘယ်နိုင်ငံရေးပါတီတွေ ဘယ်သူတွေစီကိုငွေကြေးတွေစီစဉ်ထားလဲဆိုတဲ့အရာတွေသူတို့ဘာ project တွေလုပ်ခဲ့ရဆိုတဲ့အရာတွေဒါတွေကို detail တွေတွေမင်းတို့ရှာဖွေတွေးရှိသမျှငါတို့ပေးပါဆိုပြီးတော့ပေးယူလုပ်မယ်ဆိုရင်သိတော်တယ်လို့ကျွန်မမြင်ပါတယ်ရှင့်ကျွန်မတို့မြန်မာနိုင်ငံကတသက်နဲ့တကူမကြုံဘူးတဲ့စိုးဝါလုံးနဲ့ kit ကိုကျွန်မတို့ဖြတ်တန်းခဲ့ပြီးပါပြီအဲ့ဒီလိုပဲကျွန်မနိုင်ငံဒီလိုဖြစ်အောင်လုပ်သွားခဲ့တဲ့ရန်သူတွေရဲ့လေဘေးမှာရှိရဲ့ကျိုးကိုလည်းကျမတို့ကင်နာမိပြီရှင့်အဲ့ဒီအချိန်မှာကျမတို့ကဒီကျိုးကိုတင်းတင်းဆွဲပြီးရန်သူကိုမချေမုန်းဘူးဆိုရင် ကျမတို့လောက်သမိုင်းမှာတာဝန်မကျေတဲ့သူရှိတော့မှာမဟုတ်ပါဘူးရှင်။ဒီလိုထပ်ပြီးတော့သူတို့လေဘင်းရကျိုးကိုဆွဲမိဖို့ဆိုတော့လည်းနောက်တစ်ခါအခွင့်အရေးမရပါဘူးနော်။အခွင့်အရေးရအနေနဲ့တစ်ချိန်ပဲရပါတယ်။ဒါလေးနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေသိရှိစေချင်ပါတယ်။ကျမတို့မိဘပြည်သူတွေကတော့ကျမတို့မြန်မာနိုင်ငံကိုရှံပြူလာတဲ့သူတွေမှန်ညို့ခြေမုံးချင်ပါတယ်အမြင့်ဖြတ်ခြေမုံးချင်ပါတယ်နောက်ထပ်ဒီလိုမျိုးရန်သူတွေမရှိတော့အောင်လို့ဖန်တီးချင်ပါတယ်ကျမတို့ဒီလိုခစ်ဆိုးကြီးကိုအကြိမ်ကြိမ်ခါခါမဖြတ်တန်းချင်တော့ပါအောင်ရှင့် ကျမတို့မိဘလက်ထက်က88ကိုဖြတ်တန်းခဲ့ရတယ်။ကျမတို့ခင်မှာ2021ကိုဖြတ်တန်းခဲ့ရတယ်။ဒီရန်သူတွေကိုကျမတို့အမြင့်ဖြတ်မချေမုံလို့ရှင်ရင်ကျမတို့မျိုးဆက်ကြရင်နောက်ထပ်နှစ်ပေါင်း20လောက်ဆိုရင်ထပ်ပြီးတော့ဒီခေတ်ဆိုရီထပ်ပြီးတော့ဖြတ်တန်းရအောင်မှာပါ။ဒါကြောင့်ကျမတို့ခင်မှာပဲတောင်းအမြင့်ဖြတ်ကြမယ်။ဒီလူတွေလည်းမှရှိရဲ့ကြိုးတင်းတင်းကန်ပြီးတော့ကျမတို့ရန်သူတွေကိုချေမုံရပါမယ်။ဒါဟာတမိုင်းမိတောင်းအောင်ပဲဖြစ်ပါရဲ့ရှင်။ဒီတမိုင်းမိတောင်းအောင်ကိုတာဝန်ရှိရသူများခြေပြောင်းနိုင်စေဖို့အတွက် အပြစ်မဲ့တဲ့မိဘပြည်သူများအားလုံးကိုစားခစ်ဆိုးစနစ်ဆိုးကြီးမှာမိသားစုတွေဆုံရှုံခဲ့ရတဲ့အနာဂတ်တွေဆုံရှုံခဲ့ရတဲ့ပါသမီတွေဆုံရှုံခဲ့ရတဲ့မိဘတွေဆုံရှုံခဲ့ရတဲ့မိဘပြည်သူများအားလုံးကိုစားကျမကတင်ပြတောင်းဆိုလိုက်ပါရစေရှင်မိဘပြည်သူများရှင် ကျမကိုထပ်မံတင်ဆက်ပေးရမယ့်သတင်းလေးကဘကူမြို့မှာဆိုရင်လူသိမှုတစ်ခုဖြစ်သွားခဲ့ပါရှင့်အဲ့ဒီအမှုလေးကတော့စက်တင်ဘာလ26ရက်နေ့မနက်မှာမနက်7:00နာရီကမှာပေါ့နော် ပကိုးမြို့အောက်တာမြို့တဲ့ရက်ကွက်ကိုအပိုင်းကျေးသောအနောက်ကရင်းနှုတ်မြောင်းကျဲထဲမှာမြေကမီတူရင်းနဲ့သိဆုံးနေပါတယ်ဆိုပြီးဒေသခံများသတင်းပေးလာပါတယ်။ဒါကြောင့်သက်ဆိုင်တာဝန်ရှိသူတွေနဲ့လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေဟာဆိုရင်အဲ့ဒီနေရာသွားရောက်ပြီးတော့စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါရှင်။ဒီလိုပြုလုပ်တဲ့အခါမှာသိရှိလာတာတွေကတော့သိဆုံးသူမြို့သမီးလေးရာဆိုရင်အောက်တာမြို့တဲ့ကိုရက်ကွက်မှာနေထိုင်တဲ့မတ်တကြံမိုးဖြစ်တယ်ဆိုပြီးတော့သိရပါတယ်။ဒီမျိုးသမီးရာဆိုရင်အိမ်နောက်ကွင်းနေမြို့မီကျောက်ဖြစ်တယ်။ သူ့ရဲ့ကလေးလေးနဲ့ဘဝကိုရုန်းကန်နေရတဲ့မိခင်တူဖြစ်တယ်ဆိုပြီးတော့လည်းသိရပါရှင်။တေဆုံးသူမျိုးသမီးငယ်လေးကလွန်ခဲ့တဲ့တစ်နှစ်လောက်ခဲကလာသားအွယ်ကလေးလေးပေါ့နော်။ရင်ဝင်ပိုက်ကလေးလေးပေါ့ရှင်။အဲ့ကလေးလေးကိုခေါ်ခေါ်ပြီးတော့အမြဲတမ်းပလုံကောက်လေးရှိရဲဆိုတော့လည်းမကူမြို့မှာနေထိုင်တဲ့ဒေသခံတွေပြောကြခြင်းအရာသတင်းဌာနတွေမှာဖော်ပြထားကြပါတယ်။ချစ်စဉ်ဖြစ်တဲ့နေ့မတိုင်ခင်မှာပေါ့နော်ဒီမင်းကလေးရဲ့ကလေးကအင်မတန်ဖြားတယ်တဲ့နေမကောင်းဖြစ်တယ်ဗောရှင်။ဒီခါမှာစီးဖို့လိုအပ်ခဲ့ပါတယ်တဲ့စီးဖို့လိုအပ်တဲ့ငွေကြေးရလဲရှင်3000ပါတယ်ရှင်။ ငွေကြေး၃000လိုအပ်တဲ့အတွက်ပလုံကောက်တဲ့ခါမှာပေါ့နော်ပုံပြီးပတ်စံရကြတဲ့အခြေအနေတခုမှာသူကဆိုရင်တောင်းတောင်းလူတွေမကောက်ရဲတဲ့အဲ့ဒီရှင်းတို့မြောင်းနေမှာဆင်းပြီးတော့ပလုံကောက်ခဲ့တာပါအဲ့လိုကောက်ရင်းနဲ့မှကံကြမ္မာဆိုးပြီးတော့ရင်းနစ်ပြီးတော့သေဆုံးခဲ့ရတာဖြစ်တယ်ဆိုပြီးတော့ဖြစ်စဉ်ကိုသိရတဲ့သူတွေပြောပြချက်အရာကျွန်မတို့သိရှိရပါတယ်ရှင့်ကျွန်မအနေနဲ့ဒီသတင်းလေးကြားတဲ့အခါမှာမင်းကလေးလည်းဖြစ်တဲ့ကျွန်မတော်တော်စိတ်မကောင်းဖြစ်ပါတယ် ီမျိုးသမီးတိတ်ဆုံးသွားတဲ့အခါမှာအခုဆိုကလေးလေးကြံနေပေါ့နော်ဒီကလေးနဲ့ပတ်သက်ပြီးတော့ Pride အခွဲတွေကကုညီဆောက်ရှောက်ပေးဖို့အတွက်လည်းစူးစမ်းနေကြပါတယ်။အင်မတန်ကန့်ဆိုးတဲ့နိုင်ငံသူနိုင်ငံသားတွေလို့ပဲကျွန်မအနေနဲ့မှတ်ချက်ပြုချင်ပါတယ်ရှင်။နိုင်ငံစည်းဝိုင်းရနိုင်ငံမတည်ငြိမ်တဲ့အခါမှာကြဆင်းနေအိမ်အောင်ရေးအစီအမင်းမှုတွေဖြစ်လာတဲ့အမျိုးသားအချို့ကလည်းအိမ်အောင်ရေးကွဲသွားတယ်ဆိုတော့မှကိုယ့်ရဲ့သားသမီးကိုထောက်ပံ့ရမယ်ဆိုရဲအတိတ်တရားမရှိကြတဲ့အခါမှာမျိုးသမီးတွေဟာဘဝတွေဆိုးဝါးစွာဆုတ်ပြတ်သွားပါတယ်ရှင်။အဲ့ဒီအနေမှာအသက်သေဆုံးတဲ့အထိဖြစ်ခဲ့တာပါ။ ကျင်ရခဲ့တဲ့ကလေးတို့ကတော့မိခင်မဲ့တဲ့ဘဝမှာနေထိုင်ရပြီပေါ့ရှင်။တကယ်တော့ဒီလိုဖြစ်စဉ်မျိုးဖြစ်တဲ့အခါမှာပေါ့နော်။ကျမတို့ကအပြစ်တင်တတ်တယ်ဆိုမို့လေ။အချိန်ဒီအမျိုးမျိုးကိုကျမတို့အပြစ်တင်လို့ရပါတယ်။နံပါတ်1ကတော့ဒီမျိုးသမီးလေးကအိမ်အောင်ကွဲသွားခဲ့တယ်ဆိုတာဟာသူ့ရဲ့မျိုးသားပေါ့နော်။ဒီကလေးလေးရဲ့ဖခင်ဟာဆိုရင်တိတ်ဆုံးသွားတာမဟုတ်ဘူးရှင်။တတ်ရှိထင်ရှားရှိနေသေးတာ။ဘလို့ပဲအိမ်အောင်ကွဲစီကမှုန် မျိုးသမီးနဲ့မပေါင်းတော်အစင်တော်မှကလေးရဲ့ဈေးကိုဖခင်ဖြစ်သူကတာဝန်ယူသင့်ပါတယ်။အခြားနိုင်ငံတွေမှာဆိုရင်ကလေးဈေးကိုဥပဒေနဲ့တကွတောင်းယူပြီးတော့ဖခင်ဖြစ်သူကထောက်ပံ့တဲ့ကိစ္စရရှိပါတယ်။မိခင်နဲ့ဖခင်ဆိုတာကတော့ချစ်နှစ်သက်တဲ့အချိန်ကျရင်လက်ထပ်ပေါင်းသင်းကြတယ်။မချစ်မနှစ်သက်တဲ့အချိန်ကျရင်ဇနီးမောင်နှံဆိုတာသစိမ့်ပါပဲ။ဒါပေမဲ့ဒီဇနီးမောင်နှံကနေဖြစ်ပေါ်လာတဲ့သားသမီးလေးကတော့ဒီဇနီးမောင်နှံနှစ်ယောက်လုံးအတွက်သစိမ့်မဟုတ်ပါဘူးရှင်။တကယ်သွေးသားချင်းပါ။ ဒီကလေးရဲ့ရှေ့ရည်ဒီကလေးရဲ့စားဝတ်နေရည်အတွက်မိဘနှစ်ပါးလုံးမှာတာဝန်ရှိပါတယ်။တိတ်ဆုံးသွားတဲ့အမျိုးသမီးလေးရဲ့ခင်မို့ဟာဆိုရင်ဒီကလေးပေါ်မှာဖခင်တယောက်ရဲ့တာဝန်မကျေးတဲ့အတွက်မိခင်တယောက်ဖြစ်တဲ့သူဟာဝင်တော့ဝင်ပိုးဖြစ်ပြီးတော့ဝင်ပြီးပြီးတော့ကလေးအသက်ရှင်ဖို့အတွက်စ조사ရင်းနဲ့သူ့ရဲ့အသက်ကိုပေးဆက်လိုက်ရတာဖြစ်ပါရှင်။ဒါပြင်ကျွန်မနိုင်ငံဟာအခြားနိုင်ငံလိုမျိုးချမ်းသာကျော်တဲ့နိုင်ငံမဟုတ်ဘူး။အခွန်ပန်းသားတွေကဆိုရင်လည်းလက်နက်ကင်ပြိပခဖြစ်နေတဲ့အတွက်နိုင်ငံမှာစည်ရည်အသုံးစိတ်ပတ်မှာအများကြီးသုံးစွဲနေရတယ် ဒီလိုအချိန်ဒီမှာအခြားနိုင်ငံတွေလိုမျိုးမျိုးသမီးတွေကလေးတငယ်တွေပေါ်မှာပြည်ဝရဲ့ထောက်ပံ့မှုတွေမပေးနိုင်ဘူးဒီလိုဒုက္ခတရားတွေကိုမြန်မာနိုင်ငံမှာရှိရဲ့စီးရင်နွမ်းပါတဲ့မိခင်နဲ့ကလေးတွေအားဆိုရင်ခံစားနေရတာဖြစ်ပါတယ်ဒီတော့အရင်စစ်တော့အမြင့်ပေါ်ဆိုသလိုကျမတို့မြန်မာနိုင်ငံသားတွေညံ့ဖျင်းတဲ့အတွက်ကျမတို့မြန်မာနိုင်ငံသားတွေပဲဒုက္ခတရားတွေခံစားနေရတာပေါ့ရှင် ဒါတွေကိုပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုရင်တော့ကျမနိုင်ငံမှာရှိနေလက်နက်ကိုင်ပြိပခချုပ်ငိမ့်သွားအောင်အဖွဲ့အစည်းအလုံးအတိတရားရှိအောင်ကျမတို့မြန်မာနိုင်ငံသားတွေဟာကြိုးစားရမှာဖြစ်တယ်။ဘယ်အရာမဆိုလက်နက်ကိုင်လမ်းစဉ်ဟာမှားတယ်ဆိုတာကိုနှလုံးသားထဲမှာစွန့်နေထားရမှာဖြစ်ပါတယ်။အခုတော့ဒီလိုတရားတွေမစွန့်မြင်နိုင်တဲ့အတွက်ကျမတို့ဒုက္ခတရားခံစားရတာပေါ့ရှင်။တိုင်းပြည်ဖုတ်ဖုတ်ညံ့ညံ့ကြေးတဲ့အခါမှာလူတွေရဲ့အနာဂတ်တွေလူတွေရဲ့ဘဝတွေကလည်းဖုတ်ဖုတ်ညံ့ညံ့ကြေးကုန်တာတော့ ကျမတို့နေ့တိုင်းမြင်နေရတဲ့အနေထောင်တစ်ခုသာဖြစ်ပါတော့တယ်။ဒီသတင်းလေးကနေကျမတို့တွေနဲ့သုံးသက်ချက်အများကြီးထုတ်เสียမလို့တော့ပါဘူး။တကယ်လို့စိတ်မကောင်းစရာသတင်းလေးပါ။တေးဆုံးသွားတဲ့အမျိုးသမီးတွေအတွက်လည်းစိတ်မကောင်းဖြစ်ရသလိုကြံရိတ်ခဲ့ရတဲ့ကလေးငယ်အတွက်လည်းတကယ်ကိုစိုးရိမ်စရာအခြေအနေတစ်ခုပါပဲရှင်။ဆောင်းရှောက်မဲ့သူမရှိရဘဝမှာဒီကလေးလေးဘယ်လိုများအသက်ရှင်တန်နေထိုင်မလဲဆိုတာကမိခင်ဖြစ်ပူတဲ့သူတိုင်းမိဘဖြစ်နေတဲ့သူတိုင်းနားလေသိရှိမှခံစားချက်တစ်ခုဖြစ်ပါတယ်။ ကျမနိုင်ငံမှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပေါ့နော်အခက်ခဲဖြစ်နေတဲ့မိခင်နဲ့ဖခင်နဲ့တွေ့မယ်ဆိုရင်လေမိခင်ချင်းကိုချင်းစာအိမ်နာဦးစီးချင်းကိုချင်းစာပြီးတော့ဆောက်ရှောက်မှုတွေလုပ်ကြပါလို့လည်းတိုက်တွန်းချင်ပါတယ်။တိုင်းပြည်ကမကောင်းသေးဘူးဆိုတော့ကျမတို့အချင်းချင်းပဲဆောက်ရှောက်အောင်ပါပေါ့ရှင်။ဒီသဘောတရားလေးကိုကျမပြောချင်တာပါရှင်။ကျမတို့ကိုစီတိကြနဲ့နိုင်ငံသူနိုင်ငံသားချင်းဆောက်ရှောက်ကြမယ်ဆိုရင်တော့ခိကာလအရာဖြစ်လာတဲ့ဒုက္ခတရားတွေကိုအနည်းငယ်တော့ရောပါသက်သာစေမယ်လို့ကျမယုံကြည်ပါရှင့် ဒါကြောင့်အခုလိုမျိုးကျွန်မသတင်းလေးတွေကနေပြီးတော့လေးနဲ့စွာနဲ့ထိုက်တွန်းလိုက်ရပါတယ်ရှင်။ကျွန်မသတင်းလေးတွေကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပြရစီရှင်။ကျွန်မရဲ့သတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘဘလူးများအားလုံးဆက်ချမ်းသာကိုကျမ်းမာကြပါစေ။ကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေ။